ာမမီတို့အားလုံးမင်္ဂလာပါရှင်ပုံမြင်နှထောင်ရမယ့်အချိန်ရောက်ပါပြီအခုပုံမြင်လေးပြပြပြီးမှကတော့မမတတာဖြစ်ပါတယ်ဒီတစ်ခါပြပြပြီးမှကတော့ဆရာတန်လွင်မြင့်ရေးသားတဲ့ရင်းညွတ်ခြင်းတည်တမာခြင်းနဲ့ကဘာနှမမျောလင့်ခြင်းပုံမြင်များဆိုတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ပုဒ်ကိုကောက်နှုတ်ပြီးတော့ဖတ်ပြပြီးမှပါအခုဖတ်ပြပြီးမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ကျောက်တုံးစွပြုတ်တဲ့ကဲကျောက်တုံးကိုဘယ်လိုစွပြုတ်လို့စာမလဲဒါမျိုးစိတ်ဝင်စားကြရဲဟုတ်နားထောင်ကြည့်အောင်နော် တခါတော့ကရဲမက်စစ်သား၃ယောက်ကထူးခြားတဲ့ဂျေးလက်ဒေတာလမ်းကလေးတစ်ခုကိုဖြတ်တန်းပြီးတော့လမ်းလျှောက်ခရီးနေလာကြတယ်။သူတို့ဟာစစ်ပွဲကနေပြန်လာကြတဲ့စစ်ပြန်တွေပေါ့။ပင်မန်းကလည်းပင်မန်း၊ဘိုက်ကလည်းစာလို့ပေါ့လေ။တကယ်တော့သူတို့အစားမစားရတာနရက်တောင်မှရှိနေပြီတဲ့။ဒီညတော့ညစာလေးကောင်းကောင်းစားချင်လိုက်တာဗျာလို့ပထမစစ်သားပြောလိုက်တယ်။အေးရနွေနွေထွထွေးလေးနဲ့အိတ်ချနာကွာ။ဒုတိယစစ်သားပြန်ပြောတယ်။တတိယစစ်သားကလည်းထပ်ပြောတယ်။ င်းတို့ပြောနေတာတွေကမဖြစ်နိုင်တာတွေပါကွာငါတို့ခရီးဆက်ကြရမယ်ကွာဒီလိုနဲ့ခရီးဆက်ချီတက်ခဲ့ကြတာပေါ့ရုတ်တရက်သူတို့ကရွာတရွာကမီးရောင်တွေလင်းနေတာကိုတွေ့လိုက်ရတယ်အဲ့မှာစားစရာလေးဘာလဲရချင်ရမှာပေါ့ပထမစစ်သားပြောလိုက်တယ်အဲ့ဖို့ထက်ကိုးနေရာလေးတခုပေးချင်လဲပေးမှာပေါ့ဒုတိယစစ်သားကလည်းပြောကြည့်တယ်ပါမေးကြည့်ရအရှုံးမရှိပါဘူးကွာလို့တတိယတယောက်ကပြောပါတယ်။အဲ့ဒီဒေသကကြီးတော်သားတွေက လူစိမ်းတွေကိုဆိုရင်ကြောက်တတ်ကြတယ်။စစ်သား၃ယောက်သူတို့ရွာဘက်ကိုလာနေရဲဆိုတာသတင်းကြရတယ်။အချင်းချင်းတီးတိုးတီးတိုးတွေပြောနေကြတော့တာပေါ့လေ။စစ်သား၃ယောက်လာနေတာတဲ့။စစ်သားတွေကအမြင်ပိုက်စားနေရကွာ။ငါတို့ကလည်းလုံလောက်ရုံပဲရှိရဲတဲ့။အဲ့ဒါနဲ့ပဲသူတို့ရဲ့စားစရာတွေကိုကွက်ထားကြတော့တာပေါ့။မူရောစပါးတွေကိုထပ်ခိုးပေါ်တင်ထားကြတယ်။ငါတို့ဘုံတွေကိုလည်းရေတွေနဲ့မှဝတ်ထားကြတယ်။မောင်လာဥနေတွေကိုခုံးဆောင်တွေနဲ့လွှမ်းထားကြတယ်။ ကော်ဖီထုပ်တွေနဲ့အာလူးတွေကိုအိယာအောင်မှာတင်ထားကြတယ်။အသားရဲတွေကိုလည်းမြေရောက်ခံမှာသွားချိတ်ဆွဲထားကြတယ်။စားစရာတောက်စရာလေးတွေကိုတင်စီထားပြီးတော့စောင့်နေကြရတာပေါ့။စစ်သား၃ယောက်ကပထမဆုံးတွေ့တဲ့အိမ်တအိမ်ရှိမှရှက်လိုက်ကြပါတယ်။ကောင်းသောညနေခင်းလေးပါဗျာလို့သူတို့ကနှုတ်ဆက်လိုက်ကြတယ်။ဗိုက်စာလာကြတဲ့စစ်သား၃ယောက်ကိုဝေမျှကြွေးစရာနည်းနည်းပပရှိမလားခင်ဗျာ။ကန်စင်းနေကြတဲ့အင်ရှင်စုံတွေကပြန်ဖြေလိုက်တယ်။ ကျွန်တော်တို့စီမှာစားတောက်ဆရာတွေမရှိတော့ဘူးဗျ။ဥယျင်ချမ်းမြီကလည်းစိုက်ပျိုးလို့မကောင်းဘူးလေ။စစ်သား၃ယောက်သားနောက်ထပ်တအိမ်ကိုသွားကြတယ်။ကျွန်တော်တို့ကိုဝေမျှကြွေးစရာအစားအသောက်နည်းနည်းပပရှိမလားခင်ဗျာ။ကျွန်တော်တို့တဲခိုဖို့နေရာချင်းလေးတစ်ခုလောက်ရှိရင်လည်းခွင့်ပြုပါလား။အိမ်ရှိခင်မွန်းတရားပြန်ဖြေရယ်။ကျွန်တော်တို့မှာစားစရာမကြံတော့ပါဘူး။အရင်နေ့တွေကလာသွားတဲ့စစ်သားတွေကြွေးလိုက်ပါပြီ။ဇနီးတွေကလည်းပြန်ပြောတယ်။ ပြီးတော့လေကျွန်မတို့အိမ်မှာအေးစရာနေရာတွေရလဲပြည့်နေတယ်ရှင်။နောက်တအိမ်သွားတော့လေအဖြေရတာပဲ။မူရောစပားတွေလည်းမျိုးစေ့အတွက်ပဲရှိတော့တယ်တို့။ဖခင်အိုကြီးကိုလှုပ်ကျွေးနေရလို့ပါတို့။ခလေးတွေများလို့ပါတို့။ဒါတွေပဲကြားနေရတာပေါ့။အကြောင်းပြချက်ကိုစီနဲ့စစ်သား၃ယောက်ကိုနေစရာတဲစရာမပေးနိုင်ကြဘူးပေါ့လေ။ရွာသားတွေဟာနှီးမျိုးစုံနဲ့ညှဉ်းညူပြကြတယ် စစ်သား၃ယောက်သာရွာကလေးရဲ့အလယ်ရှင်းပြင်မှာစကားပြောတိုင်ပင်နေခဲ့ကြတယ်။ပထမစစ်သားကရွာသားတွေကိုအော်ပြောလိုက်တယ်။စိတ်တော်ရာကောင်းကြတဲ့ဦးလေးအတော်အကိုအမတို့ရဲ့ရွာသားတွေကနားစွန့်နေကြတယ်။ကျွန်တော်တို့ကကိုမရောက်ဘူးတဲ့နယ်မြေကိုရောက်လာကြတဲ့စစ်သား၃ယောက်ဖြစ်ပါတယ်။ဗိုက်စာကြရအောင်မူအစားအသောက်လေးများတောင်းစားတဲ့အခါဒီကမိတ်ဆွေများမှလည်းမရှိကြတာကိုသိရပါဗျ။ ဒါကြောင့်ကြောက်တုံးများကိုပဲစွတ်ပြုတ်လှုပ်ရှားပါတော့မယ်ခင်ဗျာ။ရွာသူရွာသားတွေကငင်းမောရှိနေကြပါရဲ့။ကြောက်တုံးစွတ်ပြုတ်ဟုတ်သလား။ငါတို့တော့မကြားဘူးပါဘူးကွာ။သိချင်သားကွဲတဲ့။ချက်ပြုတ်ဖို့အတွက်ဒဲအိုးအကြီးကြီးလိုအပ်ပါရဲ့ခင်ဗျာ။စစ်သားများပြောလိုက်ကြတယ်။ရွာသားတွေကသူတို့မှရှိရဲ့အိုးအကြီးကြီးယူလာခဲ့ကြတယ်။ဒါနဲ့ချက်ပြုတ်လို့ရပါတယ်ရေဖြည့်ပြီးမီးနဲ့စူပွက်လာအောင်တရအောင်မယ်ပြော စစ်သားများကပေးလာတဲ့အိုးကြီးကိုနေရာချထားရင်ပြောလိုက်တယ်။ရွာသားတွေကဒဲအိုးကြီးရဲ့ကိုရေဝိုင်းဖြစ်ပြီးလိုက်ကြတာပေါ့။ရွာရဲ့ရှင်ပြန်မှာပဲမီးဖို့ပြီးတဲလိုက်တဲ့အခါမကြခင်မှာပဲစူပွက်လာပါတော့တယ်။ကဲခုတော့လုံးဝနဲ့ကြောက်တုံးချောချောတုံးတုံးထဲလိုက်မယ်ပြို့။စစ်သားတယောက်ကပြောရင်ကြောက်တုံးတွေကိုရေးဆေးလိုက်တယ်။ကြောက်တုံးကအနီးနားမှာရှာရလွယ်တယ်လေ။ကြောက်တုံးတွေကိုထည့်ပြီးမှွေးနေရင်စားနေငယ်ကောင်တွေထည့်ရမယ်ဗျာလို့စစ်သားတွေကပြောကြတယ်။ ကလေးတွေကအပြေးကလေးသွားရင်းနဲ့ဇာနေငယ်ကောင်မပလင်းလေးတွေယူလာကြပါတယ်။ဒီလိုကြောက်တုံးအမျိုးအစားတွေရာဆိုရင်ဖြင့်ဆွပြုတ်ဟင်ကောင်းကောင်းရစေရပါဗျာ။မုံလာဥလီလီများလှီးပြီးထဲလိုက်ရရင်ပိုပြီးကောင်းမြရာ ပေါ့။ကျမအိမ်မှာမုံလာဥနီတွေရှိပါရဲ့ရှင်လို့ပြောပြီးအမျိုးသမီးတစ်ယောက်ကအိမ်ထဲဝင်သွားတယ်။ပြန်လာတော့မုံလာဥနီအထုတ်ကြီးနေလေ။စစ်သားတွေကမုံလာဥနီကိုလီးနေရင်လည်းပြောသေးရဲ့။ ကြောက်တုံးစုပ်ပြုတ်ကောင်းတစ်ခွက်ဟာကော်ဖီထုတ်ပါရင်ပိုကောင်းနဲ့ဒါပေမဲ့ခင်များတို့မှမရှိရင်တော့ထားလိုက်ပါတော့လေကော်ဖီတော့ဗမာရမလဲကျမသိရဲ့ရှင့်ဒီလိုပြောရင်းနဲ့အမျိုးသမီးတစ်ယောက်ကအိမ်ထဲကိုပြေးဝင်သွားတယ်အဲ့ရကတင်အောင်မဝတ်ထားတဲ့ကော်ဖီထုတ်သုံးထုတ်ကိုပိုက်ရင်းနဲ့ပြန်ရောက်လာတယ်အမဲသားနဲ့အာလူလေးများရောလိုက်ရရင်ဖြင့်ဒီကြောက်တုံးစုပ်ပြုတ်ဟာလူချမ်းသာတစ်ယောက်ရဲ့ဟင်းပွဲလားဖြစ်သွားမယ်ဗျာရွာသားတွေကဒါကိုသိကျင်နေကြပါတယ် ီလိုနဲ့သူတို့မြေတိုက်ခံတဲ့တင်းထားကြတဲ့အသားတွေကိုသွားယူပြီးထည့်လိုက်ကြတယ်။အာလူတွေလည်းထပ်ထည့်ကြတယ်။ကြောက်တုံးနေနဲ့လူချမ်းသာဟင်ပွဲချက်နိုင်တဲ့လားတကယ်ထိုးစမ်းတာပဲလို့အချင်းချင်းပြောနေကြတယ်။စစ်သားတယောက်ကစွပြုတ်အိုးကြီးကိုမှွေးနေရင်းညှဉ်းညူတန်လေးနဲ့ပြောတယ်။မူရောစပါးနဲ့နှုတ်ကလေးများထည့်လိုက်ရမယ်ဆိုရင်လေဘယင်စားတဲ့ဟင်ပွဲဖြစ်မှသိကြရတယ်။ဘယင်ကြီးနဲ့နောက်ဆုံးတစ်ချိန်စားခဲ့ရတော့ကဒါမျိုးဟင်ရပေါ့။ ရွာသားတွေကတောင်လင်းတောင်မျက်နှာကြည့်လိုက်ကြတယ်။ဘယင်ကြီးနဲ့တော့အတူတူစားခဲ့ဘူးရဲဆိုပါလား။မိတ်ဆွေတို့မှမရှိတာနာတာပဲဗျာ။ရှိများရှိရင်ထဲလိုက်တဲ့နဲ့။စစ်သားတယောက်ကခတ်တူတူပြောတယ်တဲ့။ပြောလို့မှမကြသေးဘူး။ရွာသားတချို့ကမူရောဆန်တွေနဲ့နှုတ်တွေယူလာပေးနေပြီ။စစ်သားတွေကမူရောစပါးနဲ့နှုတ်ရည်တွေကိုဟင်အိုးနဲ့ထည့်ပြီးမှုနေပြီ။ရွာသားတွေကစိတ်ဝင်တစားငေးကြည့်နေတာပေါ့။နောက်ဆုံးမှာတော့ကြောက်တုံးစွပြုတ်အစင်းသစ်ဖြစ်သွားခဲ့ပါပြီ။ အားလုံးတူတူဝိုင်းဖွဲ့စားတော့ရအောင်စားပွဲပြင်ကြပါစို့စစ်သားတယောက်ကပြောလိုက်တယ်ရွာလေကရှင်ပြင်မှာစပွဲကြီးတွေခင်းလိုက်ကြတယ်မိတိုင်တွေထွန်းညှိထားတယ်ပြောစရာစားပွဲသဘင်ပေါ့ကောင်းလိုက်တဲ့ကြောက်တုံဆွပြုတ်ပါပဲမှုေးလိုက်တာဘယင်စားတဲ့ဟင်းညာမှာအစ်စ်ပါပဲဒီလောက်ကောင်းတဲ့ဆွပြုတ်ကိုစားဖို့ကပေါမုံလေးနဲ့မလိုက်ဖက်ပေဘူးလားပန်းသီးအဖျော်ရမကလေးလေးရောပေါ့ရွာသားတယောက်ကဝင်ပြောတယ် မကြခင်မှာပဲစားစရာတောက်စရာအဆုံအလင်နဲ့စားပွဲကြီးပြုလုပ်ကြပါတော့တယ်ကွယ်။ဟင်းပွဲကကောင်းလွန်းလို့ရွာသားတွေကချီးကျူးကြတယ်။ဒီလောက်ကောင်းတဲ့အရာသာကြောက်တုံနဲ့ချက်လို့ရတာကိုမသိခဲ့ရပါတယ်လေ။စားကြတောက်ကြတယ်။ပြီးတော့ဒေးသချင်းတွေနဲ့ကားခုံကြတယ်။ညနေတကောင်ထိကားခုံနေကြတယ်။ကားခုံရရကြတော့သူတို့မောပန်းသွားကြရတာပေါ့။စစ်သားချုပ်ကမေးတယ်တဲ့။ကျွန်တော်တို့အိတ်ဖို့ထက်ခိုးလေးများမရှိဘူးလားခင်ဗျာ။ ဒီလောက်ညံကောင်းပြီးသဘောကောင်းတဲ့အမျိုးကောင်းသား၃ယောက်ကိုကျွန်တော်တို့ထက်ကိုလေးမှာအိတ်စီရမလားဗျာရွာမှာဒီထက်ကောင်းတာတွေရှိပါတယ်လို့တယောက်ကပြန်ဖြေတယ်ပထမစစ်သားကဖះเจ้าဟာဖုံးတော်ကြီးအိမ်မှာအိတ်ရတယ်ဒုတိယစစ်သားကိုမုံဖုတ်တမားခေါ်သွားပြီးတော့သူ့အိမ်မှာအိတ်ခိုင်းတယ်တတိယစစ်သားကတော့ရွာတကြီးအိမ်မှာအိတ်ရပါတယ်မနက်မိုးလင်းတဲ့အခါ ေးရွာအလေအားရှင်မြင်မှာရွာသူရွာသားတွေကစုဝေးနေကြပြီးတော့စစ်သားသုံးဦးကိုလက်ဆောင်တွေပေးကြတယ်။မောင်ရင်တို့တင်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်လို့ရွာသားကြီးတယောက်ကပြောတယ်။တို့များတော့ဘရောမစားရမယ့်တောက်ရမယ့်မဖြစ်တော့ဘူး။အခုဆိုကြောက်တုံးဆုံးဖြုတ်ချက်တက်ပြီလေ။ဒီလောက်သိရရင်ရပါပြီလေလို့ပြောရင်းနဲ့စစ်သားသုံးယောက်ကရွာသူရွာသားတွေကိုနှုတ်ဆက်ပြီးခီးထွက်သွားကြတယ်တဲ့။ဒီလိုအမျိုးကောင်းသားတွေရှားရဲကွာလို့ ရွာသားတွေကအချင်းချင်းပြောဆိုနှုတ်ဆက်ရင်းကြံခဲ့ကြပါတယ်။ကဲတသားမမီတို့အခုနားထောင်လိုက်ရတဲ့ပုံပြင်လေးကကြောက်တုံးစွပြုတ်တဲ့ဒီပုံပြင်လေးကိုနားထောင်ပြီးတော့ကြောက်တုံးစွပြုတ်ကဘာဖြစ်လို့အရသာရှိပြီးတော့ဘရင်ဟင်းရတိုင်းအရသာပြည့်စုံနေဆိုတာတသားမမီတို့သိကြလား။ဟုတ်ကဲ့ပါအခုလိုမျိုးစဉ်းစားတွေးခေါ်စရာတွေနဲ့အထိပယ်ပြည့်ဝတဲ့ရိုးရပုံပြင်လေးတွေကိုနောက်ထပ်လည်းပြောပြအောင်မဟုတ်လို့မမတရာပုံပြင်ပြောပြရတဲ့အချိန်လေးတွေကိုစောင့်ပြီးတော့နားထောင်ပြကြပါအောင်နော် အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ပုံမြင်လေးတွေမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်